နှစ်300တွင်အများဆုံးမိုးရေကျင်းကြောင်းအဆိုးရွားဆုံးရေကြီးမှုကြုံနေရတဲ့ထိုင်းတောင်ပိုင်းမှာတည်ဆုံးသူဒါဇင်ကျော်လာထိုင်းမလေးရှားနယ်စပ်ကဆုံခလာခိုင်ပါဝင်ထိုင်းတောင်ပိုင်းဒေသတွေမှာအတက်မြင့်အိမ်တွေနစ်မြုပ်တဲ့အထိဆိုးရွားတဲ့ရေပေးတံကြောင့်တည်ဆုံးသူ18ဦးရှိလာပြီလို့ထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်ဒီရေဘေးကထိုင်းတောင်ပိုင်းမှာနှစ်300တွင်မိုးရေချိန်အများဆုံးဖြစ်တာကြောင့်အဆိုးရွားဆုံးရေကြီးမှုကြုံနေရတဲ့အခြေအနေဖြစ်တယ်လို့ထိုင်းတုံဝင်ဆယ်မြောင်းဌာန RND ကဆိုပါရယ် ရေဘေးကျုံနေရတဲ့ခရိုင်၉ခုထဲက၅ခုမှာလူသေဆုံးမှုတွေရှိလာတာဖြစ်ပါတယ်အခုရေဘေးကိုအိမ်အောင်စု9800ကျော်လူရေ2.8တန်းကျော်ရှင်းဆိုင်နေရတာဖြစ်ပါတယ်။ရေကြီးမှုအဆုံးဆုံးဖြစ်တဲ့ကုံသွေးရင်းနဲ့တန်ယူပို့ဆောင်ရေးအတွက်အတိအကကြားတဲ့ဟတ်ရံခရိုင်ခွဲကိုတော့မနေ့ကအရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ဟတ်ရံတွေကဆက်ယုံအလုံယုံနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာဝင်ရောက်လောက်ကင်နေတဲ့မြန်မာအလုံသမားတွေလည်းရေဘေးကျုံနေရတာဖြစ်ပါတယ်။ လူမှုကွန်ရက်မှာမျှဝေထားတဲ့ရုပ်သံတွေရမြန်မာအလုံသမားတွေနေတဲ့တထပ်အဆောင်တွေရေမြုပ်ကုန်တာကြောင့်ရေလွတ်မဲ့ဆက်ယုံရှိရာကိုညာရင်းချင်းအရေးပေါ်ရွှေ့ပြောင်းရတာလည်းရှိနေကြပါတယ်အင်တာနက်နဲ့ဖုန်းလိုင်းအခက်ခဲရှိပြီးတော့တောက်သုံးရည်လည်းအခက်ကြုံနေရသူတချို့ရှိတယ်လို့အလုံသမားတချို့ကပြောထားပါဗျ။ထိုင်းမကရေဘေးကြုံနေရတယ်လို့အိန္ဒိယမလေးရှားမှာလည်းရေဘေးကြုံနေရပြီးတော့လူတထောင်ခွဲလောက်ရေဘေးရှောင်စခန်းမှာနေထိုင်နေရတယ်လို့ဒေတာသတင်းတွေကဖော်ပြထားပါဗျ။ ပညာရှင်တွေကတော့လူကြောင်းဖြစ်ပေါ်လာတဲ့ရာသီဥတုပြောင်းလဲမှုတွေကပိုဆိုးရွားတဲ့တရားမှုတွေဖြစ်စေတာလို့သုံးသပ်ထားကြပါတယ်။